ီလိုကောင်တွေရဲ့စိတ်တွေကဘလို့ထူးထူးဆန်းဆန်းပြည့်ထန်တာလဲဒီလိုကောင်ရဲ့အစိတ်ကလူပဏယောက်ကိုတပြိုင်တည်းအသက်ဆုံးညုံးတာအထိဖြစ်စေနိုင်တာလဲဒီနေ့မှာတော့အကောင်သေးပေမဲ့မောင်လေးတွေထက်အစိတ်ပြင်းတဲ့ထူးထူးဆန်းဆန်းသတ္တဝါတိတိလေးတွေ၅မျိုးကိုတင်ဆက်ပေးသွားပါမယ်ဗီဒီယိုလေးမစတင်ခင်မှာသုံးစံတိုင်းဖေးစောကြီးမေဘဲရှစ်တို့က like share follow subscribe လေးတွေနဲ့လူလူတူတူအားပေးခဲ့ပါအောင်ခင်ဗျာနံပါတ်1 Arizona Kimmy ကဒီဝါရောင်ခွိဝိုင်းလေးရတော့ အမေရိကန်နောက်တောင်ပိုင်းရဲ့ကျန်းတန်းတဲ့တဲကန္နရာတွေမှာကျဆားတဲ့ Arizona Chemical တွေပဲဖြစ်ပါတယ်။ဒီကောင်လေးတွေကရွယ်စားသေးပေမဲ့သူတို့ရဲ့အစိတ်စွမ်းကတော့ Nukiro Crash လိုမျိုးချော့တွက်လို့မရပါဘူး။ဒီ Chemical လေးတွေဟာညဘက်မှာအစာချပွေတက်ပြီးသူတို့ရဲ့မိထောင်ထောင်မှာပါတဲ့အစိတ်အိမ်ကနေလူကိုမိသားနဲ့ထိုးတယ်လို့ပြင်းထန်တဲ့နာကျင်မှုထုံးချင်းတဲ့တက်တာမျိုးတွေခံစားရစေနိုင်ပါတယ်။ ကလေးတွေနဲ့တကြီးရွယ်ဦးတွေအတွက်ဆိုရင်အသက်အန္တရာယ်ရှိရထိပြင်းထန်နိုင်ပါတယ်သူတို့ရဲ့ထူးခြားတဲ့အပြုအမူတစ်ခုကတော့အန္တရာယ်နဲ့ကြုံတွေ့လာတဲ့အခါမှာသူတို့ရဲ့ကိုယ်ကိုွေပြီးမြောက်ထားတဲ့ပုံစံပါပဲဒါဟာသူတို့ရဲ့စိတ်လက်နက်ကိုအသုံးပြုဖို့အဆင်သင့်ဖြစ်နေပြီဆိုတဲ့သတိပေးချက်ပါပဲနံပါတ်1ကတော့ဘရာဇီးပင်ကူဖြစ်ပါတယ် ဒီကောင်တွေကတောင်အမေရိကမိုးတစ်တော်တွေမှာယူကီတို့လိုအိမ်မကပ်ဖဲအလေးလိုက်နေတဲ့ပင့်ကူတွေပါ။အလေးလိုက်နေပြီမဲ့ဒီပင့်ကူတွေဟာဂင်းနဲ့ကပ္ပမှတ်တမ်းမှာကပ္ပပေါ်မှာအစိပ်ပြင်းဆုံးပင့်ကူမျိုးစိတ်အဖြစ်စည်ရင်းဝင်ပြီးတော့ရန်လိုတဲ့အပြုမှုတွေကြောင့်လဲနာမည်ဆိုးနဲ့ကြော်ကြပါတယ်။အကိုက်ခံရရင်ပြင်းထန်တဲ့နာကျင်မှုတွေကြွက်သားတွေတဆက်ဆက်တုံတာအသက်ရှူဝခက်ခဲတာနဲ့နှလုံးခုန်နှုန်းမမှန်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။အကိုက်ခံရပြီးတေဆုံးတဲ့ဖြစ်ရက်တွေလည်းရှိပါတယ်။ ူးခြားတာတစ်ခုကသူတို့ဟာငပြောသည့်ပါဝင်တတိတွေကြားမှာပုံအောင်နေတတ်တာကြောင့်တခါတလေညိုကီတို့နဲ့အမှတ်မထင်ထိတိုက်တွေ့ဆုံနိုင်ပါတယ်။နံပါတ်3ကတော့ရွှေရောင်စိတ်ဖားလေးပါ။ဝါပေါ်မှာကြောရိုးရှိစိတ်ပြင်းဆုံးတတ္တဝါလေးကတော့ညူကီတို့ရဲ့သူမပြီးရင်ဒီချွေအောင်စိတ်ဖားလေးပါ။သူမကတော့ညူကီတို့နဲ့ဝေးရမှာရှိပေမဲ့ဒီချွေအောင်စိတ်ဖားလေးကတော့ကိုလံဘီယာနိုင်ငံရဲ့မိုးတစ်တော်တွေမှာရှိတာသိကြပါဗျ။မစနဲ့ကွာ။မငိုခြင်းလား။ အရွယ်စားနှစ်လက်မလောက်ပဲရှိပေမဲ့သူတို့ရဲ့ရေပြားမှောင်လူ၁၀ရောက်လောက်ကိုတက်နိုင်တဲ့အစိတ်ပမာဏရှိပါတယ်ဒီစိတ်ကိုဘာထရာချိုတောက်စင်လို့ခေါ်ပြီးအာယုံကြောတွေကိုလုံးဝပျက်စီးစေနိုင်ပါတယ်ဒီရကန်တိုင်းရင်းသားတွေဟာနှစ်ပေါင်းများစွာခဲကဒီစိတ်ကိုသူတို့ရဲ့မြားတွေကိုတုံလင်းဖို့အတွက်အသုံးပြုခဲ့ကြပါတယ်သူကြတာတခုကဒီဖားလေးတွေဟာသူတို့ရဲ့စိတ်ကိုသူတို့ကိုယ်တိုင်မထုတ်လို့ပါဘူးသူတို့စားတဲ့အစိတ်ရှိတဲ့ပိုးမွှားတွေကနေရရှိတာလို့သိရပါတယ် ံပါတ်၄အာဖရိကန်ပိုးတုံးလုံးကောင်ပါဒီကောင်လေးတွေကတော့အာဖရိကတိုင်းမှာတွေ့ရတတ်ပါတယ်သူတို့မှာတကယ်စိတ်ကလေးမရှိပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်မှာဖက်ဒရင်လို့ခေါ်တဲ့အလွန်ပြင်းထန်တဲ့အရေးပြားကိုရောင်ရမ်းစေတဲ့ဓာတ်မျိုးပါဝင်ပါတယ်။ဒီပိုးသလုံးလေးတွေကိုဖြစ်စီးမိရင်ဒါမှမဟုတ်အရေးပြားနဲ့ထိတွေ့မိရင်ပြင်းထန်တဲ့အရေးကြီးမှုတွေနဲ့နာကျင်မှုကိုခံစားရနိုင်ပါတယ်။ဒါရိုက်တည်စီနိုင်တဲ့အစိတ်မဟုတ်ပေမဲ့ခံရခက်ခဲတဲ့ဝေဒနာကြောင့်မို့အချို့မတန်းတွေမှာတည်ဆုံးတဲ့အထိဖြစ်စေနိုင်တယ်လို့ဆိုထားပါတယ်။ သူကြတာတခုကသူတို့ဟာမီးလင်းရောင်ကိုကြိုက်ပြီးညဘက်မှာလူတွေရဲ့အိမ်ထဲကိုရောက်လာတတ်ပါတယ်။ဒါကြောင့်မို့ညိုကီတို့ကော်မလင်းနဲ့ညဘက်ချင်းတွေ့ရင်ရိုတဲ့အနေနဲ့ဦးစုံညူဖန်ခိုင်းရင်မမဖန်ဖို့သတိထားစေလိုပါတယ်။ What? နံပါတ်5အပြာရောင်ခွင်းနဲ့ရေပွဲဒီပြာရောင်ခွင်းနေပါတဲ့ရေပွဲလေးတွေကတော့ဩစတြေးလျနဲ့အရှိတောင်အာရှရဲ့ရေတိမ်ပိုင်းတွေမှာတွေ့ရတတ်ပါတယ်။ဒီပွဲလေးတွေဟာရွေးစားအဖြစ်လက်ပွားလောက်ပဲရှိပေမဲ့သူ့ရဲ့အစိတ်စွမ်းကတော့မယုံနိုင်လောက်အောင်ပြင်ထန်ပါတယ်။ သူတို့ရဲ့သတင်းမှာ tetrodotoxin လို့ခေါ်တဲ့စိတ်တမျိုးပါဝင်ပြီးတော့အာယုံကြောတွေကိုလင်းမြန်စွာထိခိုက်စေနိုင်ပါတယ်။၎င်းမှာပါဝင်တဲ့စိတ်ဟာတစ်ခါတည်းကိုက်နိုင်ရင်လူ26ဦးထိတည်ဆင်းနိုင်တယ်လို့ဆိုထားပါတယ်။အောင်စရာကောင်းတာကသူတို့ကြိုက်တဲ့အခါအစင်လေးကိုလိုလိုက်မိနေတဲ့အုတ်မေတို့လိုပဲဘလောက်ပဲပလီပလီနာကျင်မှုကိုခံစားရစေမှာမဟုတ်ပါဘူး။ဒါပေမဲ့ခဏကြာမှကြွက်သားတွေအားနေတာအောင်ကြောတွေပိတ်ဆို့တာအသက်ရှူရခက်ခဲတာတွေဖြစ်တတ်ပါတယ်။အရေးပေါ်အသက်ကပြီးစိတ်ကူတမှုခံယူဖို့အရေးကြီးပါတယ်။ ဒါကြောင့်မို့ဒီလိုအဆင်လေးတွေတွေ့ရင်ဝေးဝေးကချောင်တာအကောင်းဆုံးပါစရပါဗျာဒီတိကြည့်ပြီးတာကျေးဇူးထူးပါဗျာနောက်ဗီဒီယိုတွေမှာတိတက်ပို့ထူးဆန်းတဲ့အကြောင်းအရာတွေနဲ့ပြန်ဆောင်တွေ့ကြပါမယ်ခင်ဗျာ